်မင်္ဂလာပါ social space entertainment အတွက်ကြပြားနဲ့စီမြောက်ကဏ္ဍကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ခုတစ်ပတ်ကျွန်တော်ဆရာဒုက္ခမေလိုင်းရဲ့ကြပြားတော်ရွတ်ဆိုပေးမှာဖြစ်ပါတယ်ဆရာဒုက္ခမေလိုင်းကို1948ခုမှာပြည်မြို့မှာမွေးဖွားခဲ့ပါတယ်1965မှာကြပြားများစတင်ရေးသားခဲ့ပြီး1980ဂျွန်လိုက်မိုးရေများကြပြားစာအုပ်ရေးသားပြီးစီးခဲ့ပါတယ်1982ဂျွန်လိုက်မိုးရေများ င်ဂျင်1982ကနေ2000အထိအချင်းစာသားများရေးသား2001တားပြန်လာပြီအမေကဗျာစာအုပ်2003ပင်လယ်မှာပျောက်ဆုံးသွားသောအရာကဗျာစာအုပ်2004ခုနှစ်မှာဂျရနာတိုက်စကပြေများ2008ခုနှစ်မှာအင်ဒီဝါဟိုးတို့ကပါကဗျာစာအုပ်2008ခုနှစ်မှာအငိမ့်ကဗျာစာအုပ်ထုတ်ဝေခဲ့ပါ2010ခုနှစ်မှာပဲဒနိတမီထိုးပြီးရေးတဲ့ကဗျာဆိုတဲ့ကဗျာစာအုပ်ထုတ်ဝေခဲ့ပါတယ်2012ခုနှစ်မှာပဇွန်တွေဖတ်ဖို့ကဗျာဆိုတဲ့ကဗျာစာအုပ် 2012ခုနှစ်မှာပဲအလုံးပီကဆိုဆိုတဲ့ကြပြစာအုပ်2013ခုနှစ်မှာဝေလာငါးကြပြစာအုပ်2013ခုနှစ်မှာဗရမျှကြပြစာအုပ်2000ပင်လယ်စီးချင်းတကူတော့ပကြီးပြပွဲ2013ခုနှစ်မှာပဲရတနာတိုက်စက်ကပြေဒုတိယအကြိမ်ထိုးခဲ့ပြီ2013ခုနှစ်မှာပဲအမှုပညာနာမည်ခမောင်ရင်ဆိုတဲ့စက်ကပြေစာအုပ်ထိုးဝေခဲ့ပါတယ်2009ခုနှစ်မှာနတ်တီအင်တကူတော့ပကြီးပြပွဲပြသခဲ့ပါတယ်2010ခုနှစ်မှာ ပင်လယ်စီးခြင်းတကူတော်ပကြီးပြပွဲဒုတိယအကြိမ်ပြသခဲ့ပါတယ်ဆရာဒုက္ခမင်းလိုင်ရဲ့အစ်စ်ဆိုတဲ့ကြံရလေးကျွန်တော်ရွတ်ဆိုပါမယ်အစ်စ်မိုးမော်တက်ပါကျယ်ပွင့်တွေလုတ်ပါသူတို့အောင်မြင်ကြတယ်တကယ်တမ်းကျယ်ရင်းဆိုတာလောင်ကျွမ်းနေရတာပါလားလို့တိလိုက်ရတော့ကိုယ်တိုင်လောင်ကျွမ်းပြည်စည်းခဲ့ပေါ့ဒုက္ခမင်းလိုင် ကဗျာနဲ့စီးမျောကဏ္ဍမှာကျွန်တော်တယောက်တည်းပဲနှိမ့်ဆက်မှာမဟုတ်ပါဘူးတခြားကဗျာဆရာတွေကိုလည်းကျွန်တော်ကျဆိုဖို့ဖိတ်ခေါ်တာပါသေးတယ်ခင်ဗျာ